အဓိကအာဂျီစူပါပါဝါမှာတရုတ်နဲ့အမေရိကန်ဒါဟာပြင်ပိုင်းမှာတော့ဘာမှမဖြစ်ဘူးလို့မြင်ရပေမဲ့တကယ်ကတော့ဒီကောင်တွေအားအားနေတာမဟုတ်ဘူးအားပြိုင်နေတာစီပေါ်ရေးနော်ဒီကောက်သွဲရေးဩဇာလွမ်းမိုးနိုင်ရေးအဲ့လိုမျိုးတွေရှိတယ်။ဘာဖြစ်လို့အဲ့ဒါကိုပြိုင်ရလဲဆိုရင်ဥပမာမလကာရေးလက်ချာတရုတ်ကမလကာရေးလက်ချာဟာတော်တော်အန်ဒီရကြီးတဲ့အခြေအနေမလကာရေးလက်ချာဟာတရုတ်စီပေါ်ရေးဒီကောက်သွဲပေါ်တွေ တော့တော်လာတဲ့အသက်သွေးကြောလို့ဆိုပေမဲ့အမေရိကန်လက်ထမ်းမှာဖြစ်နေတာအဲ့ဒါဟာဒါသွားလို့ပဲဒီအမေရိကန်အကြိုက်တဲ့အချိန်ပိတ်ချလိုက်တာနဲ့ဒါတော်တော်ခက်ခဲသွားနိုင်တယ်တရုတ်အတွက်အရင်နဲ့တဘာဝတန်းငွေအဓိကအရင်မြေ60ရာခိုင်နှုန်းဖြတ်အစီစဉ်နဲ့မလကရေလက်ကြားအင်ဒိုပစိဖိတ်ပထဝီနိုင်ငံရေးရဲ့အဓိကအချက်နော်အဲ့တော့ဟိုအမေရိကန်အမေရိကန်နဲ့မဟာမေရိယာကောက်ကောက်ကြိုင်ထားတယ် အပိုင်းနဲ့ပိုင်းဖွဲ့လို့ရတယ်အာဏာရှင်နိုင်ငံတွေနဲ့ဒီမိုကရေစီနိုင်ငံဆိုမလားမဟုတ်မိတ်ပေါ့ဗျာနည်းနည်းတော့မြေမြတ်တတရှိတဲ့နိုင်ငံပေါ့ဒီမိုကရေစီတော့မဟုတ်ပါဘူးသူတို့လည်းမယိုးသားပါဘူးဒီတော့ဒီဘက်မှာကြီးလေးကြီးပေါ့အီရန်ပါတယ်ရုရှားပါတယ်အာနောက်မြောက်ကိုရီးယားတရုတ်အဲ့ဒါအာဏာရှင်သူတို့ကသူတို့အထောက်အကူပြုနေကြတာလေအဲ့လိုမျိုးကြီးလေးကြီးကြီးလေးကြီးကြားထဲမှာဒီပါချီပါချက်သူ့ရဲ့လက်အောက်ကဒီမြန်မာတို့နားပါတယ် ပါကစ္စတန်တို့ဘာလို့အဲ့လိုမျိုးဟာလေးတွေမွေးထားတော့ရှိတယ်တကယ်ကြည်လည်ကြည်ရတော့အီရန်ရုရှားတရုတ်မြောက်ကိုရီးယားအဲ့ဒါကတော့နမူနာပေါ့အဲ့ဒါအဲ့ဒါတစ်ချက်ပေါ့ဗျာဒီတော့အမေရိကန်ကအဲ့ဒီမလက္ကာရေလက်ကြောင်းအမကချုပ်ထိချုပ်ထားတယ်မလက္ကာရေလက်ကြားလာဒီတာအင်ဒိုပစိဖိတ်ပထဝီနိုင်ငံရေးမှာဩဇာလွှမ်းမှုတဲ့အခြေအနေစိတ်ပူတွဲလေးကျင်းတယ်လေကျွန်တော်ရေဓာတ်စိတ်ရေးပူတွဲလေးကျင်းတာရှိတယ်လေအဲ့ဒါတွေဟာတရုတ် တယောက်ကိုငါတို့မင်းကိုစောင့်ကြည့်နေတယ်ဆိုပြီးတော့အများအားပြတာပဲနှစ်တိုင်းနှစ်တိုင်းလေ့ကျင့်တယ်တနေ့နဲ့နဲ့ခြားရည်လည်းရှိတာပေါ့ဥပမာအမေရိကန်ရဲ့ Freedom of Navigation Operation ဆိုတဲ့ FONOP ဆိုရင်ဒါမလကောက်ထိတ်ချုပ်ထားတဲ့ခွန်မိုင်းကြိုက်တဲ့ချိန်စစ်စစ်သွားလာကူတန်းသွားလာခွင့်ရှိတယ်ဆိုလိုချင်တာကတယောက်ရဲ့အဓိကနော်ရေနံနဲ့တပတ်ဝါတန်းငွေ60ရာခိုင်နှုန်းဖြတ်တန်းနေတဲ့မလကာရေလက်ကြောက်ကိုအချိန်မီပိတ်ဆို့လိုက်လို့ရတယ် တရုတ်မီးမလာပဲနေလိမ့်မယ်အဲ့လိုမျိုးပေါ့အရင်မြပြတ်တော့ရတဲ့ဘောဖြစ်နိုင်တာဒီတော့တရုတ်ဟာဘလိုင်းတော့တအားကြီးတော့လုံးမရဲဘူးပေါ့ဗျာအဲ့လိုထိတ်ချုပ်ထားနိုင်တော့အဲ့ဒါကလည်းတရုတ်အတွက်ဆိုရင်သူတို့အချိန်မီးအန်တီရရှိတာဟုတ်နော်ဒါနိုင်ငံစူပါပါဝါတွေကအများနဲ့ကစားနေရဆိုတော့ဒီတော့ဥပမာဗျာ2020မှာအော်ဂုတ်မှာလာတာတရုတ်ပြည်လည်းမှာအမေရိကန်ကစီးရေးလေ့ကျင့်မှုတွေတိုးမြှင့်ပြီးတရုတ်ကိုအင်အားကိုပြခဲ့တယ်ဒါဟာတရုတ်ကိုမြေ ဒီ RI နေနဲ့တအားမလွန်လာနဲ့ဆိုတဲ့သဘောထိချုပ်ထားတာအဲ့လိုမျိုးတရားတရားမတိမတအားပြိုင်နေတာရှိတယ်စေရေးပฏิပခတခုခုသာနော်မဟာမိတ်တွေနဲ့တရုတ်နဲ့ဒါမှမဟုတ်လေကြီးလေးကြီးလို့နဲ့ချိတ်သွားလို့တော့အမေရိကန်ကအမလက်ခါကြီးလက်ကြောက်ပိတ်လိုက်တာနဲ့တရုတ်စီးပွားရေးအသက်ရှူကျက်ပြီဒါပုံမှန်အကြည့်မဲ့ဆိုရင်တော့နိုင်ငံတကာရေပိုင်နဲ့အရေးပြေဆိုပေမဲ့တရုတ်အတွက်ကတော့နော်ကဘာကြီးကသူ့အချိန်ပြေးလက်ပင်းညှင်းနိုင်တဲ့6 point လို့ခေါ်တဲ့တကယ်ပြောက်ွက်တစ်ခုကိုကင်တော့လားတရုတ်မှအဲ့ဒါ လောကကိုပဲပြန်လန်လို့မရတဲ့အာနယ်ချက်ဖြစ်နေတယ်ဘာလို့ဆိုရင်ဒီဘက်အာဥရောပတိုက်ဘက်ကရေနံတဘာဝတန်းငွေတွေကိုသူကတည်ရတာကိုအဓိကအဲ့ဒါနဲ့သူရဲ့ခင်မိဖွေပြတိုးတက်တဲ့တရုတ်နိုင်ငံကြီးကိုတိဆောက်လာတာဒီတော့အဲ့ဒီအခြေအနေကိုတရုတ်က အမြဲကျန်ဆနေတာကအဲ့ဒီမလက်ကဖိအားကိုရှာဖို့ကျွန်တော်တို့မလက်ကဒလိုင်းမလို့ခေါ်တယ် အဲ့လိုရှောင်ဖို့တရုတ်စင်စားချက်တွေအမျိုးစုံထွက်ခဲ့တယ်ဒီတော့ပရမအုပ်စိုးအဲ့ဒီမလက်ကဒလိုင်းမောက်ကိုရုတ်ထွက်ဖို့တရုတ်မဟာဗျူဟာများစီမံကိန်းတွေဟိုမြင်းလှောက်ဆောင်လိုက်တယ်အဲ့ဒါက BRI CMEC မြန်မာနဲ့ဆိုရင် CMEC ပါကစ္စတန်နဲ့ဆို CPEC နော်ဒါတော့ကဒါကျွန်တော်တို့ဒီရေချောင်းကသွားတဲ့လမ်းလည်းရှိသေးတယ်ရေချောင်းကကြတော့ဒီ Maritime Red Sit Line ဆိုခေါ်တယ်ဒါ BRI ကိုစီစဉ်လိုက်တဲ့အချိန်မှာ2023မှာစတင်ပြီးတရုတ် မြန်မာရည်နံတဲ့တဘာဝတန်ွေပိုက်လိုက်ကြောက်ဖြူကူမင်းအဲ့ဒါအပြေဝတ်ပတ်တာ2023မှာလည်းပတ်တာဒါဟာမလက်ကာကိုရှောက်ကွေးနဲ့ဖုံးတွင်းလမ်းကြောင်းတစ်ခုနောက်တစ်ခုကပါကစ္စတန်ဘက်ကိုနောက်တစ်ခုကကျတော့အခုအီရန်အီရန်ရဲ့တောက်ဘုံတောက်တန်းနေကြားထဲမှာမီးထားလမ်းဖောက်ထားတဲ့တီဟီရန်မြို့တော်အနီးပြီးတော့မီးထားလမ်းဖောက်တာကတရုတ်ရဲ့ VRI နဲ့ချိန်တာနောက်တစ်ခုလုံးနေတာကထိုင်းနိုင်ထိုင်းနိုင်ငံတောင်ပိုင်းမှာ တူမြောက်ဖောက်တာလေအဲ့ဒါလေအကောင်တော့မလက်ကရစ်လက်ကြောက်ကြောတာပဲအဲ့ဒါတအားယူမဟာပြူပါမြောက်တယ်တအားယူပဲအစင်မြင့်တယ်မလက်ကောင်ရှောက်ကွင်းနဲ့အကုတ်တွေလမ်းကြောင်းတစ်ခုဟာကျွန်တော်တို့မြန်မာဟူမင်းကြောက်ဖြူအသက်သမျှအရေးကြီးရဒါပြင်မကိုကျွန်တော်တို့ဒီကျွန်တော်တို့မှဆိုရင်မြန်မာဆိုရင် CMEC ဒီရန်ကုန်တို့မန္တလေးကနေပြီးတော့ခွဲထွက်တာဥစ္စာတွေဟာဒါ VR CMEC ရဲ့လက်တံလေးလေးပဲလက်တံကြီးရကြတော့ခုခုမင်းနဲ့ကြောက်ဖြူရခိုင် နောက်နောက်တစ်ခုကုန်တွင်ပိုင်းမှာနောက်တစ်ခုရှိသေးတယ် CPEC အဲ့ဒါတော့ပါကစ္စတန်ကိုဖောက်တဲ့စီးပွားရေးစင်ကြံအဲ့နှစ်ခုလုံးဟာရေနံတွေကိုတဘာဝတန်းငွေတွေကိုတည်ဖို့အတွက်မလကာရေလကြားဖိအားကိုရှောင်တာကျအားအားအားမျိုးပြိုင်အပြိုင်နေတဲ့အချိန်နေမလကာကိုဖျက်တမ်းစရာမလိုပဲနဲ့အနောက်တောင်အာရှကနေဝင်ရောက်နိုင်ဖို့တရုတ်က စနစ်တကျစီစဉ်ထားတဲ့ကြိုးပမ်းမှုတအားအဆင့်မြင့်တယ်အရေးလည်းတအားကြီးတယ်ဘာလို့ဆိုရင်စီးပွားရေးတည်တာမဟုတ်ဘူးစီရေး ဩဇာအာဏာအများကြီးပဲပါတော့စူပါပါဝါတွေရဲ့ဩဇာလွမ်းမိုးခြင်းစိတ်တွေပါဝင်လာတယ်အဲ့တော့အနောက်မှာလိုက်လာမှာကဟိုရေဒတ်ရေဒတ်စကန်တွေလိုက်ပြီးတော့ဒီတော့မလားအာရေနတ်စကန်ဆိုပြီးတော့ပြောတယ်ရေဒတ်စကန်လိုက်ချတယ်အဲ့လိုမျိုးအဲ့ဒါကပါဝါပါဝါဘဲနအပြိုင်တဲ့အခြေအနေပေါ့ဆန်အင်ဖူလို့ရေးတရုတ်ရဲ့ဆန်အင်ဖူလို့ရေးအသက်ရှင်တန်ရေးအတွက်ကုလန်ချောင်းဟာကုမင်းချောင်းဖြူနဲ့ပါကစ္စတန် တရုတ်ပါကစ္စတန်စီပွားရေးဆိုင်ရာ CPEC နဲ့ CMEC အဲ့ဒါတော့အဓိက main တစ်ခုနောက်တစ်ခုကဒီဒီကနေထွက်လာတဲ့ဟာကအီရန်အီရန်ကိုရောက်သွားပြီးတော့အာဗါလက်တီဟီရန်ကနေပြီးတော့နော်တောက်ကုတ်တောက်တန်းနေကြတာမှာမီယထလန်ကိုခက်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 ဖောက်ဖို့ကြိုးစားတာထရန့်ကလည်းအဲ့ဒါတွေကအလုပ်စီစဉ်ထားပြီးသားနော်အာနျူကလ িয়ার ပါပါလာတဲ့အတွက်ကြောင့်တော့ဟာဒေတာတွေနျူကလ িয়ার မပေးချင်တာကမွတ်စလင်နိုင်ငံဖြစ်လို့မဟုတ်နော်မဆိုင်ဘူး မွတ်စလင်နိုင်ငံပြည်လို့ပါညမဟုတ်သူကဒေတာတွေမှာနျူကလ িয়ার ကပ်ကင်ပြီးတော့ဖောက်လို့ပေါ့ပါမလို့ပြီးရမလားအစကတည်းကနေပဲဟူတီတပုံတို့အာအရှုပ်ချက်ခန့်နေအောင်သူကပါလဲလက်တန်တွေပလောက်စီလက်နက်ကိုက်တပ်တွေနိုင်ငံတွေကိုလိုက်ခန့်တော့တာအဲ့လိုပဲဒေတာတိုင်းမှာရှိတယ်နောက်တစ်ခါမှပြုတ်တတ်မယ်အဲ့လိုမျိုးဟိုပြဿနာလိုက်လိုက်ရှာနေတော့နျူကလ িয়ার သားရသွားရင်အဲ့ဒီဒေတာတဝိုက်အီရန်ရဲ့နော်ဟိုချိတ်ချောက်ဖိအားပေး အကြက်ကိုက်နာတွေအများကြီးဖြစ်လာနိုင်တာကိုဆိုးရိပ်တာအစ္စရေးကတော့အဓိကဆိုးရိပ်တာအများတန်းလဲဒီမှာဘာလဲပါလက်စတိုင်းဘာလို့ကနေပြဿနာရှာနေတာ ਉਹ အဲ့လိုမျိုးတွေကဒါကတော့သူတို့ရဲ့ဟိုကျန်တာနဲ့ပုံစံပေါ့မြန်မာနိုင်ငံရဲ့ပထဝီကနေပြီးတော့တရုတ်ရဲ့စွမ်းအင်ဖူလုံမှုကိုကျွန်တော်တို့ကအာတရားထုတ်ပေးထားတာအဲ့ဒါကကျွန်တော်မြေပုံကကြည့်မယ်ဆိုရင်เนาะမြန်မာနိုင်ငံတရုတ်ပြီးရင်အောက်ဖက်စင်းလာခါကျရင်ကျွန်တော်တို့ မလေးကျွန်းဆက်ရှိတယ်အဲ့အာမဆိုရင်အဲ့ဒါမလက်ကရေလက်ကြားကျွန်တော်အဖမနော်အဲ့တော့အဲ့မလက်ကရေလက်ကြားနေဖြတ်ရေတရုတ်ကဒီတာအာဥရောပတိုက်ဒီဖက်အာရှတိုက်ကြားတဲ့ဟိုဒီလမ်းကြားနေမဖြတ်ရင်ရေကြားနေပြီးတော့အဓိကလိုအပ်တဲ့ဆွမ်းအင်တယ်လို့မရဘူးကုတ်တွင်းလမ်းအခုမှဖွင့်တော့ဘူးအဲ့တော့အရေးတအားကြီးတယ်သူ့နိုင်ငံမီလင်းဖို့မြန်မာကအဲ့လောက်ဒီအရေးကြီးတယ် တရုတ်ဦးစားပေးဖော်ဆောင်နေတာကမြန်မာတော်လှန်ရေးအပေါ်မှာလည်းတရားမှုတွေရှိတယ်နော်သူကသူနယ်ဘက်ချက်ချက်ကျွန်တော်တို့ဟာအခွင့်ရေးရောအန်ဒီရရောရှိတယ်ဒီဒီချင်းတွေကအခွင့်ရေးတစ်ချက်လက်ခလိုက်တဲ့သဘောလည်းပြောလို့ရတယ်လုံရဲဖို့တဲ့လို့ကိုဘလောက်ထိတိဆောက်တာအေရိုးဆိုတိဆောက်ထားခဲ့ပြီးပြီလုံလို့ရတယ်ဒါပေမဲ့သူတို့ကအများကြီးချစ်ချစ်ရအောင်ပါအဲ့ဒါကိုကျွန်တော်ပုံဖော်သွားမယ်အမလက်ကရေးလက်ချအကြောင်းကျွန်တော်ပြောခဲ့တာကတရုတ်အတွက်နော်အမေရိကန်ရဲ့ လက်ဘေးကဒီလိုညှစ်ထားတဲ့ဟာကိုရှောင်ဖို့မဖြစ်မနေစီးပွားရေးအသက်သွေးကြောဖြစ်တဲ့အမေရိကန်နဲ့မဟာမိတ်တွေရဲ့လွမ်းမိုးမှုအောက်ကရှောင်ဖို့ BRI ဆိုတာကြီးကိုဖန်တီးတာတရုတ်ဟာအဲ့ဒီဟာကိုစီရေးချိတ်ချမှုစီးပွားရေးဖိအားတွေကနေလွန်မြောက်ဖို့ကြိုးပမ်းတဲ့ခြေတန်းတအားကိုပဲအဆင့်မြင့်တယ်2025မှာဆိုရင်တော့တရုတ်ရဲ့ BRI Ban and Road Initiative ကမဟာပြူဟာဂွင်းဆက်တွေပေါ်လာတယ်လေဥပမာ မန္တလေးကနေပြီးတော့ကုမင်းကျောက်ဖြူမသွားမဲနဲ့ဒီဘက်ရန်ကုန်စင်းနာတွေရှိတယ်လေအဲ့ဒါတွေကဒါလက်တန်လေးတွေပေါ့လမ်းမကြီးကနေလမ်းတွဲတွေထွက်လာသလိုအဲ့ဒါတွေကတအားကိုရှုပ်ထွေးတယ်ရောမလက်ကကိုရှောက်ခွင်းဖို့ရောက်တဲ့မြောက်လမ်းအကုန်လုံးကိုစိတ်ဝင်ပြီးတော့အကြောတွေမျိုးလိုက်ဖြန့်ထားတာတရုတ်ရမပြူတာအဲ့ဒီနောက်မှာစီပွားရေးအသက်ရှူချဖို့တင်မဟုတ်ဘူးစိတ်ရေးပါဩဇာရမ်းဖို့ဖိအားပေးဖို့ဟိုပါလေအာယူနက် ရေနှက်စက်ကန်းလေးနော်ရေဓာတ်ရေဓာတ်စက်ကန်းလေးလိုက်ချတာအဲ့ဒါဟာမဟာပြူနောက်ကြောက်ွက်ချက်ခုတ်ပေါ်မှာဆိုရင်လိုက်ထိုးတာနဲ့တူတူပဲအဲ့လိုလမ်းကြောင်းတိတ်တိတ်ထန်နေတာတရုတ်အတွက်ဘာဖြစ်လဲဆိုရင်သူ့ရဲ့စည်ရေးလှုပ်ချုပ်ရေးပေါ့ဗျာအဲ့ဒါကိုကာတာနဲ့လည်းတူတယ်အမေရိကန်ရဲ့ဖိအားကနေလွန်မြောက်ဖို့စီးပွားရေးအသက်သွေးကြောကို အစားထိုးတိဆောက်တဲ့သူ့ရဲ့စည်ရေးလှုပ်ချုပ်ရေးအရာဘူဟာမြောက်နေရာလိုက်ချတယ်ဒါကကျွန်တော်မြန်မာနိုင်ငံအတွင်းမှာဆိုရင်လည်းပထဝီနိုင်ငံရေးအရာ ပြောင်းလဲမှုတွေကအချိန်တိုင်းဖြစ်နေတယ်တရုတ်ရဲ့အိမ်မက် तू ကဒီတိုင်းအ short ပေးမှာမဟုတ်ဘူး तू ကလောလောဆယ်မှာတော့သူ့ရဲ့ပြည်တွင်းမှာလည်းကုတ်သွဲ trade war ရဲ့ဖိအားတွေခံနေရတယ်နော်အခုမြန်မာဒီဟိုဗျံပဒနော်အမေရိကန်သမ္မတ Trump ကလည်းလုံနေတဲ့အခြေအနေမှာသူ့ရဲ့ဥပမာပြောအီရန်ဆိုတာကကြီးလေကြီးထဲမှာပါတယ်နော်ဘုံကျဲခံရပြီးတာနဲ့တခါတည်းပဲသွားလဲဆိုရင်ရုရှားကိုသွားတယ်ရုရှားကိုထောက်ထားတာယူကရိန်းအီရန်ကိုထောက်ထားတာအစ္စရေးလ် ပါကစ္စတန်ကိုထောက်ထားတာအိန္ဒိယမြန်မာကတော့တရုတ်ထောက်ဖို့တော့မဟုတ်ဘူးအကျော်ခွာပဲခံရဖို့ရှိတယ်အဲ့လိုမျိုးတွေကစားထားတာပေါ့ဗျာဒါထောက်ထားရဆိုတာကသူ့ရဲ့ဟိုပရာစီပုံစံဆွဲတဲ့ဆိုပေမဲ့မဟာပြူဟာမြောက်ဖောက်ထွက်လို့ရတယ်နှစ်ဖက်စလုံးရဲ့အကျိုးအတုံးချလို့ရတယ်အေအေလိုလိုမျိုးပေါ့ဒီတော့တရုတ်နိုင်ငံရဲ့ BRIC မှာဂိတ်ဟာအာနယ်သွားမှာဘူးမလို့ဘူးလုံးပါပဲ စစ်ကောက်စီနဲ့ပေါင်းပြီးတော့တရုတ်နိုင်ငံသားတွေကိုမြန်မာနိုင်ငံမတ်ပုတ်တိထုတ်ပေးနေတယ်။တန်ရားတွေဆောက်ပြီးတော့ BR Island မှာအဓိကပေါ့ဗျာ။မောင်းအိုင်လန်လာရှိုးအနီတစ်စိမ့်ပြီးတစ်စိမ့်တိုက်တီလိုပါတို့အဲ့ဒါတရုတ်နိုင်ငံတရုတ်နိုင်ငံသားမြန်မာနိုင်ငံသားပေါ့စစ်ကောက်စီနဲ့ပါမတ်ပုတ်တိထုတ်ပြီးတော့လူလုံးနဲ့ဖိတော့အဲ့ဒါဟာမန္တလေးဆိုရင်တော်တော်စီကားနေပြီ။မန္တလေးကိုတိုက်ဖို့လုံးဝမဖြစ်နိုင်ဘူး။တော်တော်စီကားနေပြီပေါ့ဗျာ။တက္ကရာရဲ့အားနည်းချက်က အမေရိကန်ကလည်းအဲ့ဒါကိုကင်ထားတယ်။နော်ငါတို့အောက်ဘက်သွားမြေတခြားနေရာမသွားနဲ့။ဒါပေမဲ့အဲ့ဒါကဘိုင်ဒန်ခဲမှဆိုတော့နည်းနည်းအပြောတယ်။ထရပ်တက်လာတာနဲ့တရုတ်ကိုဥတီပြီးတော့ live fight တော့တော့ပဲ။တရုတ်ရဲ့ဒီနည်းနည်းလေးများနေပြီဆိုပြီးတော့ပြောလို့ရတဲ့ BRI လမ်းကြောင်းတွေပေါ့ဗျာ။ BRI ကတော့ချိုးနေရာတွေမှာဆိုတော်တော်လူဘဝွားတာဟုတ်။ပြီးတော့အာတီတီလင်းကတော့ပါလို့ဆိုရင်တော့69နှစ်အကျွေးနဲ့တိုင်လာတယ်။ပါကစ္စတန်နဲ့တိုင်လို့ရနေပြီ။အဲ့တော့လူဘဝွားတဲ့အကွက်လေနော်။ infrastructure တွေကူညီတယ်ငွေချေးတယ်ပြီးရင်သူပဲရိုက်ယူသွားတယ်အဲ့လိုမျိုးအဲ့တော့အဲ့ဒါတွေလိုက်ချိန်နေတာတရုတ် တပ်မလက်ကရေလက်ကြောက်ကနော်လက်လို့လို့လည်းမရသေးဘူးဘာဖြစ်လို့လဲဒီဘက်မှာမြန်မာမှာလည်းမပြည်ပြင်းသေးသလိုဟိုအခုလိုမျိုးအမေရိကန်ကနော်တရုတ်ရဲ့ခြေလမ်းတွေကို live fight နေတဲ့အခြေအနေမှာ trade war နဲ့အရင်ထောက်ထားလိုက်တယ် trade war ဆိုကြရတော့နှစ်ဖက်စလုံးဗျာပတ်တာဖြစ်တော့နော်အဲ့ဒါနဲ့အရင်ထိုးနှက်ထားလိုက်တယ်တောက်ခတ်နိုင်တဲ့ကောင်တော့စီရပါဘောဗျာအခုအဲ့ခြေအနေနဲ့တွားတာ စစ်နာတော့တိုက်ဖို့တော့မလွယ်သေးဘူးဒီရင်နာဒန်းငွေကုန်စည်စီးဆင်းမှုအသက်သွေးကြောဖြစ်တဲ့မလက်ကဟာတရုတ်အတွက်အသက်အဲ့တော့ကိုအမေရိကန်နဲ့အိန္ဒိယတို့နော်အာထိတ်ချုံမှုအောက်မှာရှိနေတဲ့ဒီရေလက်ကြားကတရုတ်အတွက်နည်းနည်းလေးတပတ်မားသွားတာနဲ့ပိတ်ချလိုက်တာတို့လပိညင်းလို့ရနေတဲ့ဟိုပြောကွက်ကင်ထားလား2013ခရက်က BRI မဟာဗျူဟာမြောက်စီမံကိန်းကြီးကိုဖော်ထုတ်လာတာပြီးတော့မြန်မာတရုတ် CMEC ပါကစ္စတန်နဲ့မြန်မာ CPEC လမ်းကြောင်းတွေဖန်တီးတယ်အောက်နဲ့ဆိုင်တယ် CMEC မှာရန်ရခိုင်ကြောက်ဖြူကနေပြီးတော့မန္တလေးမူဆက်တရုတ်ယူနန်ကုမင်းဒါတွေအလုပ်တည်ပြီးသားအာရေနံဒန်းခွေကိုပစ္စည်းတွေကိုမလက်ကမဖြတ်ပဲနဲ့တရုတ်ကိုတိုက်ရိုက်ပို့ဆောင်ဖို့အမြန်လမ်းတွေပါတွေဖောက်မယ်ပေါ့ဗျာအဲ့ဒါဟာမြန်မာနိုင်ငံရဲ့တဘာဝအရင်းမြစ်တွေကိုပါအဲ့တကြောလုံးမှာထုတ်တယ်တနင်္ဂနွေလို့ထုတ်တယ်ပြီးရင်သူ့တော့ပါတရားထိုးရတယ်အော်ဒန်းခွေမီးဖို့လို့ဖြစ်နေတယ်တခြားလို့ မြန်မာနိုင်ငံဟာတရုတ်အတွက်တော့စီရေးအယစီရေးနော်အမေရိကန်တို့တခြားနိုင်ငံတွေနဲ့ဆိုင်မြန်မာနိုင်ငံဟာတရုတ်အတွက်တော့စီရေးအယအလွန်အန္တရာယ်နဲတယ်ဘာဖြစ်လို့လဲဆိုရင်ပါဝါမရှိလို့ yes or no ကြိုက်တယ်လို့တိုင်ထည့်လိုက်လို့ရတယ်သိရမလားတန်း1400နဲ့58တန်းတိုက်ကြရင်လည်းတိတဲ့တိုင်းပဲဒီတော့စီရေးရအန်ဒီယန်အလွန်နဲတဲ့ဘေးကင်းလှုပ်ထွက်တဲ့လမ်းကြောင်းမြန်မာနိုင်ငံဟာအဲ့လိုမြင်ရတာပေါ့ဗျာဘာလို့ဆိုရင်ရှင်းရှင်းပြောရင်သူ့ရဲ့ ဆတ်စတိတ်တစ်ခုလောက်ပဲသူကမြန်မာနိုင်ငံကိုမြင်လာငါငါတို့ငါတို့တရုတ်နိုင်ငံဆိုပြီးတော့မြင်လာတာမျိုးဒီတော့မြန်မာနိုင်ငံရေးရလဲမတိမညိဗျံပဒါတွေဖြစ်ဒါလည်းသူလည်းမိမွေးတာပါတယ်အပရာစီခံရတာပေါ့ဗျာကိုဝါးတွေပါတယ်အမေရိကန်ဒီ CIA တို့ပါတို့ရဲ့ကွန်ပျူတာကူညီတာတွေပေါ့ဗျာထားရနေတယ်ဒီတော့စေရေးရနော်မတိမညိအခြေအနေတစ်ခုတော့ကြုံနေရတယ်ဆိုလိုချင်တာကတရုတ်အတွက် အာမခန့်ချက်အပြည့်နဲ့အဓိကလမ်းကြောင်းတစ်ခုဖြစ်တော့ရေးရရမရှိသေးဘူးမြန်မာလည်းပဲတစ်ဖက်စီက CPEC ကိုကြည့်လိုက်ပါကစ္စတန်လမ်းကြောင်းဒါကွာတာစိတ်ကန်းအဲ့ဒါကလည်းအာဖဂန်နစ္စတန်နောက်ကနေဖြတ်ပြီးတော့တရုတ်နိုင်ငံရှင်ဂျန်းတောင်ပိုင်းထိတိုက်ကြီးတိုက်ကြီးတွေချင်းကိုဖြတ်လန်းဖောက်ထုတ်ထားတာဖြစ်တယ်ပြတော့ဒါကလည်းမလက်ကာကိုရှောက်ခွင်းတော့ပဲအဓိကတော့မလက်ကာကြီးလက်ကြားရဖြစ်အောင်ရှောင်းလာဒါကမလက်ကာဖြစ်အောင်ရှောင်းပြီးအိန္ဒိယသမုဒ္ဒရာထဲကို တရုတ်ဓာတ်ရိုက်ဝင်ရောက်ဖို့ကြိုးစားတဲ့ခြေလမ်းတွေပဲအကြိုက်တယ်လို့မြေပုံမှာကြည့်လိုက်အပေါ်ကနေပါကစ္စတန်ကနေဆင်းတယ်မြန်မာကနေဖောက်ထွက်တယ်နော်ရန်ကုန်စိတ်ကမ်းနဲ့ကြောက်ဖြူစိတ်ကမ်းအဲ့လိုမျိုးပေါ့တီလဝါနဲ့ကြောက်ဖြူပေါ့ဒါကသူစီစဉ်ထားတာလေးတွေပေါ့ဒီတော့အမေရိကန်နဲ့အိန္ဒိယတို့အတွက်ဒါဟာရုပ်ရက်နော်သူ့ကိုထိချုပ်လို့မရတဲ့လမ်းကြောင်းနယ်မြေရရှိဖို့ အိမ်မဲဆိုပြီးတော့မြင်ထားတဲ့အတွက်ကြောင့်သူတို့အတွက်ပြန်ကြည့်မယ်ဆိုရင်ဒါဟာငါတို့ပြန်ပြီးတော့ကြီးကြီးမားမားပြန်ပြီးချိတ်ချမှုတစ်ခုလို့သတ်မှတ်ထားတယ်ဒီပြမကိုတရုတ်ကဒီတိုင်းသွားတော့မဟုတ်ဘူးတောင်တရုတ်ပြည်လည်းကိုစစ်အခြေဆိုင်စခန်းသွားချထားလားအဲ့ဒါပို့ပြီးတော့ချိတ်ချမှုတစ်ခုလို့ဟာနိုင်ငံကြီးတွေရဲ့အမျိုးသားလှုပ်ရှားရေး National Security ကိုတရုတ်ကလာချိတ်ချတယ်လို့မြင်တာဟုတ်စီးပွားရေးသွားတယ်နောက်ကနေစစ်စခန်းတွေအထိုင်ချတယ် ဒီကျောင်းလေးမှာပေါ့ဗျာကျောင်းလေးတဲ့စခန်းလေးချတယ်ဆိုလိုချင်တာကဗျာသမုဒ္ဒရာကအဓိကပဲသမုဒ္ဒရာရဲ့စနစ်တွေကို ပိတ်ဆို့တယ်နေရာချတယ်နေရာကောင်းတွေယူတယ်အဲ့ဒါတွေကိုဖန်တီးနေတာကစားနေတာတစ်ဖက်နဲ့တစ်ဖက်ကတယောက်ရဲ့စူပါတန်ကာတွေနဲ့စစ်တင်းဖော့တွေเนาะစစ်တပ်နဲ့လိုက်ပါပြီးတော့အဆောက်အအုံသူ့ရဲ့လုံချုံရေးပေးတာတို့ဥပမာစီပွားရေးထိတ်ချုပ်ဖို့အတွက်စစ်ရေးနောက်ကလိုက်ကြတာတို့အဲ့လိုမျိုးမလက်ကာရေးလက်ချောက်ကို မပြတ်နိုင်တဲ့အခါမှာနောက်ထပ်ရွေးချယ်စရာလမ်းကြောင်းတွေအဖြစ်နဲ့ခိုက်ခိုက်မမအသုံးပြုမှဒီတော့ CM ECO CP ECO အနောက်ကနေစည်ရေးအရာလိုက်ပြီးတော့နေရာချမှုဟာလာကိုလာမှာပဲအာ sparkling နဲ့ process island တွေပေါ့ဗျာကျွန်တော်ခေါ်ထုတ်မထွက်တော့အဲ့မှာဘုံကျဲလို့ရတဲ့လေတားအခြေဆိုင်စခန်းတွေတိဆောက်ပြီးသွားပြီလေဒါသမုတ်တရားကို chess မှာဆိုရင်အကွက်ရွှေ့တာဒီတော့မလကာရေလက်ကြောင်မဖြတ်တဲ့အခါမှာနော် စီပွားရေးလမ်းကြောင်းဘက်ဖောက်ထားလို့လည်းမရဘူးမလုံချုံဘူးဒီတော့အဲ့ဒါကို like ကတဲ့ forward route တစ်ခုသူကအတုပ်ပြူတာစေရေးပါလိုက်တာအရေးတအားကြီးရနော်စေရေးပါလိုက်တယ်ဆိုတော့အเจ้าဖြူဟာရေနှက်စစ်ကန်းတင်လားဆိုတော့မေးစရာရှိတယ်အဲ့လိုမျိုးသိတယ်မလားအဲ့လိုမျိုးတော့အဲ့ဒါအတွက်ပါထက်စဉ်းစားဖို့လိုအပ်တယ်အရေးတအားကြီးတော့ဒီနောက်ဆုံးတစ်ချက်ကတော့ BRI အောက်ကအဲ့ဒီ digital စိတ်ကနဲ့အ digital ဒါစက်ကောက်စီကို digital နည်းပညာကူညီတဲ့အဲ့ဒါကလည်းစိတ်ကန်းကိုတစ်ဖက်ကနေပြီးတော့ပို့တဲ့လွမ်းမိုးမှုတစ်ခုပဲအနောက်ကနေပြီးတော့ digital နည်းပညာတွေသူ့ရဲ့စိတ်ကန်းကိုသူပြန်ပြီးလွမ်းမိုးမှုရအောင်လုပ်တာဒီတော့တရုတ်ဟာ BRI စီမံကိန်းကနေပြီးတော့ကမ္ဘာတဝန်းကစိတ်ကန်းပေါင်း60ကျော်ကို စီးပွားရေးအပြင်စည်ရေးနောက်ခံတွေပါခက်ခက်မှမှတည်ဆောက်နေတယ်ဆိုတော့ပြောချင်တာတိဖို့လိုအပ်တာ ဒီလင်းကဟမ်အာဟမ်ဘန်တိုတာပါကစ္စတန်ကနော်ကွာတာမြန်မာကကြောက်ဖြူအဓိက3နေရအဲ့ဒါတွေအကုန်လုံးကလည်းဥပမာဟိုကျွန်တော်တို့ချိချိုးတောက်ချိုးနဲ့ဒီလိုလောက်ပြီးတော့ဒီလိုစောင့်ဆွဲလို့ရအောင်တရုတ်ကအစီအစဉ်ထားတဲ့တဘောညီနမတွေပေါ့ဗျာစိတ်ကန်းတွေကအဲ့တဘောနဲ့သူကကင်လာလာအဲ့နောက်မှဆိုရင်ပြောချင်တာကအာရည်ရစခန်းလေးပါလေလာဖို့ရှိတယ်ပေါ့ဗျာအဲ့လိုမျိုး ဒါနမူနာတွေပေါ့နော်ဒီဟာတွေကသူရတာပြီးပါပြီကြောက်ဖြူဆိုတဲ့သူဦးလိုက်ပြီးတော့ဒါဟာတရုတ်ရဲ့ marine time zero ဆိုတာရှိသေးတယ်ဒီပင်လယ်ပြင်လမ်းကြောင်းမှာကျွန်တော်တို့မြန်မာပြည်မြေပုံအာကဘာမြန်မာပြည်တာဖြစ်တယ်ကဘာမြေပုံကြည့်ရင်အပေါ်ဘက်မှာကုန်းမြေတွေအာမရေတွေအာဝါနေမလကရေလက်ချဆိုတော့အဲ့ဒီမှာပဲစီးပွားရေးသမုဒ္ဒရာလမ်းကြောင်းဆိုတာရှိသေးတယ်ကျွန်တော်တို့ပိုလန်မှာရေချောင်းပိုလန်မှာပေါ့ဗျာအဲ့လိုခေါ်တယ်အဲ့ဒါကတခုဒီဘက်က ဘဲအန်ရိုအင်ဒီယန်စတက်ကတခုတရုတ်ကဘာကြီးကိုထိချုပ်ဖို့လွတ်ထုတ်လိုက်တဲ့လိုင်းနလန်မြင်တော်မရရေလာဒလာကောလာဒလာသွားတော့ပေါ့ပြီးတော့ရေလာဟောက်ကဖို့အတွက်ကောလာအနီလိုအပ်တဲ့စေရကျော်ထောက်နောက်ခံနေလိုက်ချတာဒီဘက်ကသွားတဲ့အခါကျရင်မလက်ကာကိုမဖျက်သေးတဲ့မလက်ကာကိုအာဖိအားပြန်ပြီးတော့ပါဝါပြန်ယူနိုင်ဖို့လိုက်ချတာမျိုးအဲ့လိုမျိုးဒီတော့အဲ့ဒါကမြင်တော်ပြီပေါ့ဗျတရုတ်ကဒီဘက်ကဆိုရင်ဒီလိုအပေါ်လန်တလန်အောက်လန်တလန်သွားတယ်ဟိုးအပေါ်သွားသွားနေတဲ့ အာတီဟီရာရောက်သွားအီရန်ရောက်သွားတဲ့အဲ့မှာတော့ပြီးတော့တောက်တောတောက်လမ်းတော်တော်ကျမ်းတဲ့တောက်ဒန်းနေကြတဲ့မှာမီးထားလမ်းတော့ဖောက်တယ်အဲ့ဒါကိုကျဲထလိုက်တယ်အဖစ်ဝမ်းနေပေးလိုက်တယ်လို့ပဲပြောရမှာပေါ့ဗျာကျဲတာတော့မဟုတ်ပါဘူးအဲ့လိုမျိုးပေါ့အစ္စရေးကတော့တကယ်တိုက်တာအမေရိကန်ကတော့တတိပေးတာပြီးတော့ဆိုလိုချင်တာကအဲ့ဒီစီပွားရေးပိုလန်မနဲ့အာရေချောင်းစီပွားရေးပိုလန်မနဲ့မရင်းတိုက်စစ်တို့နဲ့အပေါ်က ဘဲအန်ရိုအင်ဒီယန်စ်တပ်အနောက်ကစစ်တပ်အင်အားတွေလိုက်တယ်။ယင်းဒီမျိုးနာမှုသွားတယ်စစ်တပ်အင်အားလိုက်တယ်ပထဝီစီးပွားရေးထိန်းချုပ်မှု geo economic control ကိုတရုတ်ကအခက်အခဲမှမှတည်ဆောက်နေတယ်။ဘာဖြစ်ချင်လို့လဲဆိုရင် super power ကြီးဟာလူပါဝါချင်လို့။ဘုံမှာဆိုရင်ပါတယ်စစ်ကောက်စီနဲ့ပေါင်းပြီးတော့အာ public ကလုံခြုံရေးတပ်တွေပါတယ်ဆိုတဲ့အခင်းချင်းပေါ့။စီးပွားရေး supply chain အမခန့်ချက်လုံခြုံရေးအမခန့်ချက်အပြည့်အဝရဖို့အတွက် ရည်ရွယ်တဲ့ဆိုပေမဲ့နော်ပုဂ္ဂလိကလှုပ်ချိုးရေးတက်တဲ့ဆိုပေမဲ့ jural youth နှမျိုးသုံးတဲ့အခြေအနေကိုသိဖို့လိုအပ်တယ်။နှမျိုးသုံးဆိုတာကစေရေးအရာလဲခက်ခက်မမနေရယူလာတာ။အဲ့လိုရေရေလမ်းကြောင်းရောကုန်းလမ်းကြောင်းမရော economic ရောစီးပွားရေးငါတို့စီးပွားရေးလုပ်ငန်းတွေရင်းနှီးမြှုပ်နှံမှုတွေလှုပ်ချိုးဖို့လို့တော့ပြောတာပေါ့ဗျာ။ဒါပေမဲ့မဟုတ်ဘူး။ခက်ခက်မမနှမျိုးသုံးဖို့အတွက်နေရယူလာတာ။အဲ့ဒီဟာတွေကတဖြည်းဖြည်းအချိန်ကောင်းလာရင် အနောက်နိုင်ငံတွေကဒီတိုင်းလွတ်ထားမှာတော့မဟုတ်အဲ့ဒါထရန်တက်လာတဲ့နော်ဗျံပဒါကြီးတက်လာတော့လဲဗျံပဒါကင်တာဘောသူကအဲ့လိုမျိုးနော်အဲ့ဒီမဟာဗျူဟာတွေပေါ့ဗျာဒါတွေကအဘလိုင်းဒီမှာမေအီရန်မှာဆိုရင်ဒါနျူကလ িয়ার တွေပါတည်းကလွန်လာပြီဆိုရင်ကြာကင်ထက်လိုက်တာဘောတကယ်တော့ပြက်စီးသွားအောင်လည်းမဟုတ်ဘူးထိခိုက်ကြီးကြီးမားမားလည်းမဟုတ်ဘူးဒါပေမဲ့ဝမ်းနေပေးလိုက်တာဗောနှစ်ဖက်စလုံးကငါပြစ်မယ်နော်တစ်ဖက်ကလည်းကာတာကိုပြန်ပြောတာငါပြစ်မယ်နော် မင်းအရင်ရွှေ့လိုက်ဆိုပြီးတော့အဲ့လိုပြောပြောတိုက်နေကြတာအစ်စရင်းနဲ့တော့တကယ်ကိုင်တယ်အစ်စရင်းနဲ့နောက်နောက်တစ်ခုကအရေးတအားကြီးတာကနော်စူပါပါဝါဒိုင်လက်စစ်တိုက်ဖို့မလွယ်ဘူးဥပမာမြောက်ကိုရီးယားဆိုစစ်တိုက်လို့မရဘူးပတ်ဆက်မရှိလို့နော်ဘီလီယံနဲ့ချီတဲ့ဘုံအစ်စရင်းမှာအီရန်ရဲ့လေကြောင်းတိုက်ခိုက်မှုဒုံးတွေပြန်လာတာကိုလေကာစနစ်တညမှာဒေါ်လာ150ကျောက်တယ်အဲ့ဒီလေကာစနစ်နော် ဒေါကြီးနဲ့ပြန်ကလာလေဒေါကြီးတွေရောက်လာတော့တညဓမ္မတဲ့ဒေါ်လာတန်း150ကုန်တယ်ကောင်းကင်ကြီးလာတဲ့လေကာစနစ်လေးတွေသိရမလားမသိရပဲမိဘဖောက်နေတယ်လို့ပဲအဲ့တော့ပက်ဆက်မရှိတိုက်လို့မရဘူးပက်ဆက်မရှိတဲ့မှာကြီးလေးကြီးတဲ့မှာအဓိကကအမျိုးကိုရီးယားအလားတွေမရှိဘူးရုရှားကတော့ဆီယာကြီးပေါ့ရုရှားကယူကရိန်းကိုလိုချင်တာကအဲ့မှာအာနေရာတောက်ခုရှိတယ်အဓိကသူတို့မြေရှားတွေဘာတွေရဲ့အဥ္စာကိုလိုချင်တာအဲကြောင့်မို့ ထရက်ကတက်လာလာချင်းအဲ့ဒါနဲ့ဆွဲတာပေါ့ဒါတစ်ချက်ပေါ့ဗျာဒါတော့ပြောပြတာပတ်စံမရှိအတိုင်းမှမဟုတ်ဘူးဒီတော့တရုတ်ရဲ့ trade war ကိုအရင်ကုတ်သွဲအခွန်စစ်ပွဲကိုအရင် အားပြိုင်လိုက်တဲ့ထရက်ကထရက်တက်လာနေတော့ live fighter ပဲသူကဒါသူကလည်းသူပေါ့ဗျာဒီတော့ခုနကဟောက်ပြဆက်လိုက်ရရင်အဲ့ဒီစိတ်ကန်းတွေတရုတ်ကရင်းနဲ့ဒီဒီလင်းကပါကစ္စတန်ကြောက်ဖြူစိတ်ကန်းတွေဟာ သူရဲ့တက်အဖွဲ့အစည်း နေရာချတယ်ဒါတဆင့်ကအဲ့ဒီအနေနဲ့တဆင့်တည်ယူပို့ဆောင်ရေးနဲ့တန်းနေရာချတာရေးတစ်ခါပြန်ပြီးတော့ခွဲထုတ်တယ်ဒီတော့တဆင့်ပြီးတဆင့်တဆင့်ပြီးတဆင့်တိုးလာတဲ့အခြေအနေပြောချင်းတာအရေးတအားကြီးတယ်နော်ရောက်လာလိမ့်မယ်ပေါ့ရောက်ပြီးတော့လာဖြစ်နေမှာပေါ့ရေအားလာရင်တိမမသိတာဒီတော့ဒါဟာတရုတ်ရဲ့ရေတပ် plan တစ်ခုဖြစ်တယ်ထောက်ပံ့ပို့ဆောင်ရေးအချက်ချလို့ခေါ်တဲ့ forward logistic note တွေလိုက်ထားတာ ရှင်းရှင်းပြောတော့ဒါဘသူပဲအပြပြိုင်ပေါ့သူကသူနယ်ပဲချက်ချက်လိုက်ချထားတာဆိုတော့တိဖို့လို့အဲ့ဒါစေရေးပေါက်ကိုပါတယ်ပြီးတော့အဲ့လိုအခြေအနေကိုကျွန်တော်တို့သိတယ်လို့အမေရိကန်တို့နိုင်ငံအားကြီးနိုင်ငံတွေသိတော့ဘာမှမဟုတ်ဘူးကြာအဲ့တော့ဘလို့တောက်ပြမလဲဆိုတော့ပြန်စဉ်းစားကြည့်ရင်ဒီလက်ရှိအခင်းကျင်းဖက်ကိုပြန်ရောက်လာတယ်